စားကြံတပိတ်တာငွေကြက်တထောင်အထိစံချိန်တင်ဈေးနှုန်းပေါင်စည်းရှိပေမဲ့လေတောင်သူတွေထက်မှာစားမရှိကြောင်းတန်ဖြူစီရဲ့ဒေတာကန်စားတောင်သူတွေရဲ့ပြောကြားချက်တွေအရသိရပါတယ်။မော်ပြင်းနယ်အတွင်းမှာရှိတဲ့နေလန်းစားကြံဈေးနှုန်းဟာအရင်ကတပိတ်တာ380ကျပ်ကနေ400ကျပ်အထိဈေးနှုန်းအမြင့်ဆုံးဖြစ်ခဲ့ပိုးပေမဲ့အခုနှစ်ဧပြီလတကြံကာလအပြီးမှာနေလန်းစားကြံတပိတ်တာငွေကြက်900အထိပေါင်စည်းရှိနေကြောင်းပငှကြီးရွာကစားတောင်သူတို့ကပြောပါတယ်။၎င်းကဆက်လက်ပြီး အခုလက်ရှိစားကြံတပိတ်တာကိုတထောင်ကျပ်ဖြစ်တာတသက်နဲ့တကောမကြုံဘူး။ဒါပေမဲ့ဘယ်စားတောင်သူမှမစားကြံမရှိတော့ဘူးလို့ပြောပါရယ်။ပြီးခဲ့တဲ့ဧပြီလဆန်းပိုင်းကစတင်ပြီးမိုးရွာသွန်းမှုတွေကြောင့်စားရသည်မကုန်ပြီးစားကွင်းတွေကျူတင်ပိတ်သိမ်းခဲ့ရကြောင်းလက်ရှိအော်တိုဘာလပထမအပတ်မိုးရွာသွန်းနေတဲ့အတွက်စားကြံထုတ်လုပ်နိုင်ခြင်းမရှိသေးတဲ့ကြောင်း၎င်းတောင်သူကဆိုပါရယ်။ ပုံမှန်ဆိုရင်တကြံကာလအပြီးမှရမယ့်စားကြံတွေကအခုလိုနေလန်းစားရသည့်အသည့်မတိုင်ခင်ရောင်းချဖို့တူလောင်ထားမှာဒါပေမဲ့ပြီးခဲ့တဲ့ April လဆန်းကလေးကမိုးရွာတော့စားကြံကမရတော့ဘူးအခုဈေးဘလောက်မြင့်မြင့်စားတောင်သူတွေမှာစားမရှိဘူးစားမရှိလို့လဲစားဈေးကတက်တာပါစားထွက်တဲ့ကာလဆိုရင်စားဈေးကတပိတ်တာကိုငွေကျပ်300မကျော်ချင်တော့ဘူးလို့အဆိုပါစားတောင်သူကဆက်လက်ပြောပါတယ် ရာသီဥတုကောင်းမွန်မှာကသတင်းကြုံကာလမတိုင်ခင်စားကွင်းတွေကိုပြုပြင်ခြင်းလုပ်ငန်းတွေလှုပ်ဆောင်ပြီးနေလန်းစားထုတ်လုပ်မှုလုပ်ငန်းတွေစတင်လုပ်ကိုင်လေးရှိပြီးဖြစ်ပေမယ့်အခုနှစ်မှာမိုးမပြတ်သေးတဲ့အတွက်နေလန်းစားထုတ်လုပ်ရေးလုပ်ငန်းတွေလှုပ်ဆောင်နိုင်ခြင်းမရှိသေးကြောင်းလည်းတောင်သူတွေရဲ့ပြောကြားချက်တွေအရသိရပါတယ်။ရာသီဥတုကခါတိုင်းနှစ်လိုပဲဆိုပြီးတော်တလင်းလောက်လောက်မှာစားကွင်းတွေပြုပြင်တာတွေလုပ်ကြတယ်။ဒါပေမဲ့မိုးကတော်တလင်းရောသတင်းကြုံမှာပါဇက်တိုက်ကိုရွာနေတော့ပြုပြင်ထားတဲ့ကွင်းတွေလည်းပြက်ကုန်လို့ပြန်ပြင်နေရတာနှစ်ကြိမ်လောက်ရှိပြီလို့ တန်ဖြူစရဲ့မြို့ကန်စားတောင်သူတို့ကပြောပါရယ်အခုနှစ်နေလန်းစားရသည်မဆမီမှာပဲစားတောင်သူတွေအနေနဲ့ပြစီဆုံးရှုံးမှုတွေကြုံတွေ့နေရပြီးဖြစ်ကြောင်းလည်း၎င်းတောင်သူကဆိုပါရယ်နေလန်းစားကိုမွန်ပြည်နယ်တန်ဖြူစရဲ့မြို့နယ်အတွင်းပင့ကျေးရွာအပြင်တိုက်ခမီးဆက်ဆဲနဲ့ဝဲကလောင်ကျေးရွာတွေမှာလည်းနေလန်းစားလုပ်ငန်းတွေလှုပ်ကင်လေးရရှိကြောင်းဒါပြင်ရေမြို့နယ်နဲ့ပေါင်မြို့နယ်တွေအတွင်းမှာလည်းနေလန်းစားလုပ်ငန်းတွေရှိကြောင်းသိရပါရယ်